အလက်နဲ့ဆက်ကြော်လို့နင်းရဲ့နင်းရဲ့ညာလေညာသွေးပေါ်ချစ်တာနင်းလူမျိုးညွန့်နေနင်းမျိုးန နာဟာကောင်းချစ်ခိုးနာသူတော်ကောင်းပဲမပါအပတပည့်တော်ကိုလေမောင်းထုတ်လိုက်တဲ့ဆရာသားမရနေပြီးတော့မောင်းထုတ်လိုက်တော့သူများရင်မှာမြမကိုဆေးသွာကူတာအဲ့ဒါပက်ဆက်နှစ်တောင်းပေးပြီးတော့သူများရင်မှာဆေးရဲလောက်တဲကိုပြီးရဆရာကြောင့်လည်းမှာတော့တဲရဲဆိုတော့ကို့မှာဟုတ်လားပက်ဆက်မပေါ်လို့အလကားရလို့တော့တဲရတာဆေးကိုကိုတော့ တော့ညဝမ်းနေပြီးမိုးလိုက်တာချလိုက်လို့ဦးကျော်လေးတယောက်လေးတပိတော့ခေါ့လေးသူ့လဝါးဆောင်နဲ့ဖြက်ရခြေထောက်တွေနဲ့ကံမြက်ခွက်တွေဆုပ်ဆရာတော်ပြောဆရာတော်ဝီသေးလို့ပြောမှာဆရာတော်မကြုံလို့တော့နော်ဟုတ်ကဲ့အဲ့ဒါဆွဲနေလို့ဖြစ်တာပေါ့လို့မကောင်းတာတွေဆွဲဆွဲတဲ့အတိုင်းဖြစ်အဲ့ဒီဆွဲမပြုတ်ပြရတော့နောက်နောက်တိုင်းဖြစ်ဦးမှာပဲ တော့လောက်အောင်ရှောင်းတယ်အကောင်းဆုံးဆိုတဲ့တမချက်တော့ကိုတပိတော့ဟုတ်လားလောက်အောင်ပြင်မယ်ဒီကောင်းတဲ့နေရာမှာလည်းမနေဆိုးတဲ့လူလည်းလည်းပတ်သက်ကောင်းတဲ့လူလည်းလည်းပတ်သက်လို့လွတ်သွားတဲ့နေရာမှာပဲနေတော့မယ်ဖို့အောင်တော့မယ်လို့မိယာတိယာတွေရှာမနေတော့ဟုတ်လေသူလောက်တယ်လို့မယူနဲ့လေကိုလောက်ခဲ့လို့ကိုခံရတာအဲ့လိုမှအကျွေးချင်မှာပေါ့ကိုလည်းလောက်ခဲ့တယ်သူကအခုလောက်တယ်လောက်တဲ့လူကပြန်ခံရမယ် ားဖြင့်စိတ်တဘောထားတွေကိုလက်ခံတာလေပုံထုတ်ခဲ့တာလည်းပါမှသို့တော်ညာလည်းပြစ်စုံပံစိတ်ရုံမှောင်လို့ဆရာတော်လက်ခံတာသူတို့လုပ်ခဲ့တဲ့ပြစ်စုံပံစိတ်ရုံမှောင်ဟောကံစီမံတာကိုဖရာတော်တားမရဘူးလေကိုလုတ်ခဲ့မှာတော့ကိုပြန်ခမ်းမှာပေါ့အဲ့ဒါမခံနိုင်တာပြဒနာလေဆရာတော်ရဲ့သာသနာပြုခရီးစဉ်မှာတပည့်တော်ကိုဘယ်သူမှလက်မခံနိုင်တဲ့ကိစ္စကိုဆရာတော်ထည့်သွင်းပြီးတော့စဉ်းစားဖို့မလိုဘူးလားဆရာတော်လို့တော့လဲဒါလက်ခံတဲ့လူရှိတယ်လက်မခံတဲ့လူရှိတာပဲလေ အဲလက်မခံတာနဲ့မလုပ်တော့ဘူးဆိုရင်ဒါကို့အမားပေါ့ဆရာတော်ကောင်းတယ်ဆိုပေမဲ့ဆရာတော်တပည့်တော်ကလူးဆိုင်နေတယ်အခုလိုမျိုးဆရာတော်တပည့်တော်မဖြစ်နေလို့ဆိုရင်ကိစ္စတွေတပည့်တော်ကဟဲ့လားတင်ပြခွင့်ဆရာတော်စီမှာရခဲ့ဘူးလားဟုတ်လေအခုလည်းတင်ပြနေရမယ်မလားဒီလိုပဲပြောနေရမယ်ရခဲ့ ဟုတ်တိတိတယ်ပြောဒီဒီလူတိုင်းကဒီလိုခံကိုတယောက်တည်းမဟုတ်ဘူးပြီးတော့ဆရာတော်တရားနဲ့ဆောက်ရှောက်တာကာယကံနဲ့မဟုတ်ဘူးဒီမှာတိုက်ခိုက်နေတာနှောက်ရက်နေတယ်ဒီကဘာလုံးတနိုင်ငံလုံးတိုက်ခိုက်နေတာနှောက်ရက်နေရလေကွာလိလာကြည့်ပါဦးဒီနေရာပဲဖြစ်ရင်တော့ကိစ္စမရှိဘူးပေါ့ အများမှာဖြစ်လို့ဒီကိုဒီမှာဖြစ်တာအများမှာဖြစ်တဲ့လောက်ရတရားဒီကိုကူးဆက်လာတာအဲ့စိတ်ကဘောကပို့ရဲ့စိတ်ကဘောလားလေအလိုက်ထက်တူနေအောင်တစ်ထက်ထက်ကြောက်ဖို့ဆုံးနေတာမဟုတ်ဘူးမရတဲ့အဆုံးမအောင်တူလိုက်နာပုံလိုက်နာပြီးသွားနေပြီ ကိုစိတ်နဲ့ကိုစိတ်နဲ့တစ်ထက်တည်းကြောင့်ကိုကြိုးစားနေတာပေါ့ကိုရင်လိုက်နာလိုက်ပါလားကိုကမလိုက်နာလို့မလိုက်နာတဲ့လူချင်းတွေ့တာပေါ့ကိုကလိုက်နာနေတော့ကိုစိတ်နဲ့ကိုအေးချမ်းအောင်နေတယ်လေကိုကတော့ရှက်နေတယ်ဆိုရင်သူ့စိတ်ကိုကိုကဘလို့ပိတ်ဆက်နိုင်လဲလို့အဲ့တော့ခံဒီဝါဒီဆိုတာလက်ကုန်ခံတော့နောက်ချက်တယ်ဆိုတာအတိတ်ကကိုနောက်ချက်ခဲ့တဲ့ကံလေအခုဒါကိုကဒီလိုနားလေတာညံပါ သဘောထားရတယ်။တစ်ဖက်ကနားလည်နေတာပဲ။ तू ကမကောင်းတာနဲ့ကိုယ်အငြင်းနဲ့ဒုက္ခပေးနေမယ်ဆိုကိုယ်ကလည်းအငြင်းနဲ့ပဲဖိဆက်နိုင်တယ်လို့။ဘာကြောင့်ဖရားတော်မှာတတိတော်စောပိပရိယတိတွေညှိတာပါလဲ။နောက်ဆုံးဒုက္ခတွေမခံနိုင်တယ်လို့တော်ရဖို့ဝင်သွားတယ်။ဟုတ်လား။ကျန်ကိုစေရငံပြပြစုရဲ့ဆိုတာမှဒါကာရပါရရှိတယ်ဖတ်ရှိပြလာနောက်သူခရတော်မပေးဆက်နိုင်တော့လူတွေရဲ့ဟုတ်တခါတခါတလေပါအမြဲတမ်းမဟုတ်ပါဘူးအမြဲတမ်းထွက်ရှောင်သွားတာမဟုတ် ောင်ဖို့ဆိုရင်ကိုယ့်အိမ်ကိုယ့်အိမ်လာကိုကိုယ်ကပြေးသွားတာဆရာတော့ပြောပြရပါဒီလိုလုပ်နိုင်တဲ့စွမ်းအားကိုဒီအဝတ်တင်တဲ့ဆိုကိုယ်ကဖြစ်သွားတယ်ကိုယ့်ဘက်ကဆရာတော့ဒါအားလုံးဒီမှာဒီလိုပဲလောက်ရတာပဲလေကိုတယောက်တည်းတိုက်ခိုက်ခံရတာမဟုတ်ဘုရားတော်မှာတိုက်ခိုက်ခံရတာမဟုတ်လားဘုရားမဖြစ်ခင်အထိဘုရားဖြစ်ပြီးတော့လည်းတိုက်ခိုက်ခံရတာမဟုတ် လေးဘုတ်ကဒုက္ခတွင်းနေတယ်ကျုပ်ကလည်းဘာဖြစ်သွားတယ်သိလားတရားတော့ဟိုကျုပ်မပြနိုင်တဲ့အသိဉာဏ်ထူးတွေလေးတို့လက်စားချေတက်တဲ့အာဘယ်လိုခေါ်မလဲလက်စားချေဖို့အတွက်မထင်မှတ်တဲ့မကောင်းတဲ့စိတ်တွေပေါ့လူကတတ်မှာပါသူ့ဘာသူအော်တိုရလာတယ်နော်တတိယအော်တိုဝင်လာတယ်တတိယလုံးဝတော့ ်ဒီလိုကကျုပ်ကျုပ်ရဲ့စိတ်သဘောထားလေးတတိတော့ပြောလိုက်မယ်ဆရာတော်ဗျာတတိတော့အမိမတက်ဘာပေါင်းလဲဆိုတော့အတက်မခံဘူးလို့အတက်မခံအားလုံးအတူတူပဲအားလုံးအတက်မခံလို့တတိတော့ဘယ်သူမှမကောင်းဘယ်သူမှမကောင်းကိုလည်းမကောင်းသူလည်းမကောင်းအမိမတက်ဘူးစွာမိကြီးဆိုပြီးသွားတယ်တသားလည်းပဲခေါင်းသားလည်းလို့လည်းနေလို့ရတယ်ဘယင်လို့လည်းနေလို့ရတယ်အမိတက်လိုက်တာနဲ့အမိပေါ်ရောက်သွားပြီးသုံးထိုင်ပါနဲ့ဘဝကိုလက်မခံဘူးလို့ တရားတော်ကအဲ့လိုဖြစ်နေတော့မင်းအောင်ညအောင်အားနေလားလို့နော်ဒီရောတော့တစ္ဆာဆိုတာချမ်းသာပါပြီလို့စိတ်ရခံဖို့မလိုတော့ဘူးလို့အနတ္တဆိုတာသူ့ရဲ့ကိုယ်ပိုင်သူ့ရဲ့လွတ်လပ်မှုနဲ့သူ့သဘောလွတ်လွတ်လပ်လပ်ကိုကနေတတ်သွားတာလို့ကြပြောင်းဟောင်းလာလာခွေးတမဆရာတရားမလာဘူးမကြနဲ့ခင်တို့သဘောမဟုတ်ဘူး လာလာရောင်ရောင်တော့ဘာတိတ်နေလာနေပြီတိတ်ဆုံဆုံနေပြီတိတ်အောင်ရောင်နေပြီအနာမခဏတော့တို့တော့ပြီးသွားလိမ့်မယ်ခံစားချက်တွေခေါ်ထုတ်ဖို့ပြေး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 အဲ့ဒါကလက်ခံတယ်တို့ပြောကောင်းပြီအဲ့စလိုပြောရင်းကျဲကျဲတိတ်နေမှုမွေပြောအဲ့လိုပြောအဲ့လိုပြောရင်နားထောင်မယ်ဟာပြေးရောင်မတော့လိုက်တော့လောင်းအမြင်ပဲနော် အားမပါနဲ့စကားပြောစိတ်ဆော်တတိကအဲ့လိုတတိပဲအဲ့ဒါဆိုကြောက်လေအနန္တကျေးဇူးရှင်ပဲဟုတ်ပြီဟုတ်ပြီအားမပါနဲ့စိတ်ဆော်တတိကအဖအူကြောတန်ပြောသူလက်ခံကျော်ရကျော်ရဥပမာစိတ်ကျော်ရနော်အဲဆော့မမောနေမောနေရေးပါတက်လာအောင်ရေးရေးရေးပါတက်လာအောင် လို့ဆရာတရားဟောတာနော်ဟုတ်လားအဲ့ဒါကြီးအကျုံငယ်မှာကိုငွေကိုကွက်ချင်းချင်းလေးလေးရှိ ြင်းပြင်းမြင်သွားပြီဆိုတော့ဆရာတို့စကားပြည့်ပြည့်ကျုပ်ကနားလည်နိုင်တဲ့စွမ်းအားတိတ်ဆွဲထုတ်ပေါ်ထုတ်ဖို့မလိုဘူးတန်းပြီးတော့လက်ခံလို့နှလုံးသားမှာမြဲနေတယ်ဆိုတာကိုထင်ရှားအောင်သူ့ထုတ်ဖို့ပြောနေတာလို့သဘောပေါက်လားလို့ကျုပ်ကလည်းရှေ့အတိညာကိုချစ်နေတယ်ဆိုတာအဲ့ဒါပဲလို့ကျုပ်အရင်ချစ်တာအိန္ဒိယကလို့ဆရာတို့ကနောက်ကရချင်းတော့ရမှာဒီနေ့တော့အရေးကြီးမရှိဘူးဒီကတော့သူကအဲ့လိုနည်းနည်းလေးပောက်ကွဲလိုက်ရမှနဲ့ခြေနဲ့တော့ အပေါက်ကွဲရရင်လည်းဒီလာတော့နောက်မှလို့နောက်မှကျေးဇူးရှင်လို့ကျေးဇူးရှင်နောက်မှလို့အရင်ကျေးဇူးရှင်အောင်ဘယ်လိုလဲလဲတာရရနေမှာဆရာမနာဆရာတော်ရောင်းမှာအဲ့ဒီကိုတော်ကဒီဆရာတော်တိတ်မခွဲထားရရစဘူးတူတူဆရာလေးဆရာလေးတွေထိမ့်မြဲမွေးတယ်ဆရာလေးတွေဆရာပြောင်းပါလားဘုရားတင်တူဘုံဘုံဆရာဆရာလေးတွေထိမ့်မြဲဆရာလေးတွေထိမ့်မြဲ လုံနေမလုံနေဆရာဆရာလေးတွေဝိုင်းထိမ့်မိတယ်ကလန်လက်ဆက်ဆရာလေးထိမ့်မိဟင်းခောက်ခေါ်လိုက်နောက်မှကျေးဇူးရှင်ဟုတ်ပြီဆရာတို့နဲ့နောက်မှတင်ဆရာတို့စကားတွေကနောက်မှတိပွင့်လာဘာဖြစ်လို့လက်ခံနိုင်လဲဆိုတာကိုယ့်ရဲ့နှလုံးသားတွေကစိတ်ကြဲနေလို့ဆရာတို့နောက်မှလက်ခံတာအိန္ဒိယအရင် ပြီးတော့မှကောင်းတဲ့နေရာဒေသဘုံတွေရှိသေးတယ်။ရွေးချယ်ထားတယ်။ကိုယ့်ရဲ့စိတ်နှလုံးသားတွေအဲ့မှာအဲ့ဒီကိုကြောက်နေမယ်လို့အဲ့ဒါကြောင့်လည်းကြောက်အောင်သွားဖို့ကိုကပူပေါင်းဖို့နေလား။ဆရာဘုံခြံထားခဲ့ဖို့မလိုဘူး။မခြံထားဘူး။ တ်တာရာဒီကောင်းလို့ပြောရတယ်။ဟုတ်ပါပြီ။ဒါပေမဲ့အတိအကျကိုချက်တယ်ဆိုတာငါငါ့ရဲ့အတိအကျနဲ့ဘလို့ညင်းညက်ကြည့်ချက်ခါနာနေတယ်လို့အတိအကျကိုချက်တယ်ဆိုတာသူ့လိုကူလိုဖူးဖူးစင်အောက်ကြသာစိတ်ပေါ့ဘူး။အရိယာနဲ့ဝင်စားရဖတ်ထားတယ်။အဲ့တော့အဲ့တော့သွားမယ်။ဆရာတော်ဒီနေ့သွားမယ်အမြန်ဆုံးနေရင်လည်းပို့ပေးမယ်။ ကိုပါလိုက်ချင်တယ်အဲ့ဒါကြောင့်မင်းသားကိုချုပ်ပါကျေသူသားကိုလိုက်လုပ်ပေးလိုက်ပါဦးအကောင်ကိုချုပ်ပေါ်တော်လေးလိုက်လုပ်ပေးနော်အကောင်ပြောရတော့တော့ငါးထောင်နိုင်ငံမှလေးအကောင်လေးခံနော်ညောတရားနာမယ်တရားထိုင်မယ်နော်ဟုတ်ပြီဟုတ်ပြီဒီကတော့ကိုယ့်အကြောင်းကိုသိအောင်လုပ်တာတရားပဲလေအဲ့လိုလုပ်ခြင်းအပြင်ဒါသူ့အကြောင်းကိုလည်းစကားနဲ့ပြောတာမဟုတ်ဘူးเนาะဒါလက်တွေ့လုပ်နေတဲ့ဥစ္စာတွေပေါ့သူ့စိတ်ကဘယ်လိုလဲဘယ်လောက်ကျန်လဲဆိုတာဒါတွေက ဘလို့ရိုင်းဆိုင်လဲဆိုတာတွေကတခြားလူတွေသိတယ်။နောက်ကာကံရှင်လည်းပြန်သိမယ်။အဲ့ဒီအဲ့ဒီအတိုင်းပဲဘယ်သူမှမစိုးလုံနိုင်တာ။ဒီတတ်အောင်စိုးမယ်အဲ့လိုမျိုး။ဆရာတော်လက်တွေ့ကြုံရတာလေ။အပြင်လောကလူတွေကြောင့်မပြောရဘူးဒါ။ရင်းစာထဲမှာတရားလုံတာတော့မှဒါစိတ်ကဖောက်ပြန်သွားပြီဆိုရင်လောကဒေါရမောကကြီးသွားပြီဆိုရင်အမတန်အောင်ရက်ဆက်ချမ်းကျုပ်သွားတာပေါ့။ဒါပေမဲ့ကိုယ့်အဖြစ်ကိုကိုယ်မမြင်တော့ဘူးပေါ့။သူများကပဲအဖြစ်ပြောတော့တာပေါ့။ ဘသူကမကောင်းဘူးကိုယ်ဘယ်လိုလုပ်တယ်ပေါ့နော်ဒီကန်းကျတော့ဒါသူများမကောင်းတယ်ဆိုတာကမိသားစုဘဝထဲမှာဟာချုပ်ရတာပဲလေကိုမိသားစုထဲမှာဟာခွဲခြားတာတွေဖက်လိုက်တာတွေအဲ့ဒါတွေကချုပ်ရမှာအဲ့ဒီကနေပြီးတော့ရရွာနဲ့ပတ်သက်လာမယ်ဒီပညာရေးဆိုလဲကျောင်းလူကျောင်းသားတွေနဲ့ပတ်သက်လာတာကြီးနိုင်ငံချင်းတွေချုပ်မှာပဲအလုံးလုံးရင်လဲအလုံးလုံးမအချင်းချင်းပေါ့ ဖွေးဒီလာရှင်ဝင်လဲဖွေးဒီလာရှင်ချင်းချင်းအဲ့လိုကြီးနိုင်ငံကြီးတွေကကြုံဝကြုံရမှာပဲအဲဘာမှဆန်းတဲ့ကိစ္စမဟုတ်ဘူးပေါ့အဲ့ဒီကြားရရပဲကွာကုလိုကောင်းမှုကိုလုံနိုင်အောင်ကြိုးစားအောင်ဟိုမတရားဆွတ်ဆွဲပေါ့နော်ပြီးတော့ကိုယ့်ရဲ့အဖြစ်ကိုအနာအုံတုံးနဲ့စွာပေါ့အဲကိုယ့်ရဲ့အဖြစ်ကိုပုံကြီးချဲပေါ့အဲအဲ့ဒါတွေကအများအားဖြစ်နေကြတယ် ကိုလှုပ်တဲ့လူကိုအမျိုးမျိုးနောက်ဆက်သားစီပေါ့ဧကမှာနေလို့မရအောင်လှုပ်ပေါ့ဆရာတော်ကာကွယ်တယ်ဆိုအဲ့လိုကာကွယ်ပေးရတယ်အဲ့လိုကာကွယ်လေဧကမှာလူပေါင်းထောင်နဲ့တောင်းနဲ့ချီပြီးတော့ရှိနေတာပေါ့ဆရာတော်ကမကာကွယ်ပေးနိုင်ရင်တခြားဧကတွေလိုပဲလူတောင်းရှိမှာမဟုတ်ဆရာတော်ကြတော့အဲ့ဒီလိုဒီတရားနဲ့ဖြည့်ရှင်းပေးတာပေါ့နော်နားလည်အောင်ခုလိုရှင်းပြလောကဓာတ်ဆိုတာလောကကြီးထဲမှာအများကြီးရှိတယ်ပေါ့လေရှောင်လို့မရဘူးပေလို့မရဘူးဒါလောကဓာတ်ဆိုတာကန့်စီမံနေတာ ဘယ်တော့မှစီမံတာမဟုတ်တော့ဘယ်သူမှလက်ထိုးလို့မရအောင်ရလေຢာကြီးတော့ရကြရမယ်ရေတရားရှိလို့ပေါ့နော်ရရှိကြရင်တော့ပြန်ခံရမှာပဲရှောင်လို့မရမယ်သူတော့လောကရဲ့ထံကိုလောကထံကိုခံနိုင်ရှိအောင်ပဲကြိုးစားမယ်ပေါ့လေအောင်မြင်ခြင်းကြာရှုံးခြင်းပေါ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းအမျိုးမျိုးပေါ့လေအကောင်းဆုံးပေါ့နှမျိုးစလုံးပေါ့ ဒါခံနိုင်အောင်ကြိုးစားမယ်တခြားလူတွေလည်းခံနိုင်အောင်ကူညီပေးမယ်ဒါတပါးတရားဟိတရဲ့အဓိကအလုတ်ကအဲ့ဒါပဲ